မိတ္တရာတိကာလအတွင်းမှာအင်္ဂါသားသမီးတွေအတွက်တော်ဟောကင်လေးဖတ်ပြီးသွားမှာဖြစ်ပါလေအင်္ဂါသားသမီးလေးကံကုန်ပါသည်အိုးအင်္ဂါသားသမီးလေးတွေစိတ်လိုမလိုက်ပါနဲ့သူ့အတူအစဉ်ပြေးသွားမှာရှိတယ်အထူးသဖြင့်ငွေကြီးငွေကြီးခဏမှာဆိုလို့ရှိရင်လေ ဝေနှန်းဆိုလို့ရှိရင်လာတာတိုးတာယာရုတိုးတာနော်ဒီကာလမှာကြုံရမှာဖြစ်တယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ရေချိုးအဲမှားတာတွေပေါ့နော်ရေချိုးမှားတာတွေအချိန်တုန်းမှရေချိုးတာတွေတော့အဲဂရုစိုက်ပေးပါနော်အချိန်နဲ့ပတ်သက်လို့ရှိရင်လည်းအခက်အခဲကြားရရနေပြီးတော့မှပေါင်းဖက်ရတာမျိုးတွေတိစုံရတာမျိုးတွေကြုံကြိုက်ရတာမျိုးတွေ တွေ့ရနိုင်တယ်ဒီကာလမှာအင်္ဂါသားသမီးတွေပေါ့နော်မိသားရာဒီကာလအတွင်းမှာအင်္ဂါသားသမီးတွေအထူးကံကောင်းတဲ့ကာလဖြစ်တယ်ဒါကြောင့်အင်္ဂါသားသမီးတွေအနေနဲ့စီးပွားရေးပညာရေးတွေမှာလည်းနာမည်ကုန်သတင်းကြော်ကြားလိုက်မယ်နောက်တစ်ခုကမိမိဘာလုပ်လို့မိမိဘာလုပ်လို့ဘေးနားကနေပြီးတော့ဘလိမ့်နေမဲ့လူရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုဂယုမဆိုင်နဲ့ ကိုသွားမဲ့လမ်းကြောင်းကိုကို့ဘာသာကိုတဲ့တဲ့မှတ်မှတ်သွားအောင်မြင်လိမ့်မယ်ပန်းနံကိုရောက်လိမ့်မယ်မြုံမန်းတဲ့အတိုင်းဖြစ်လာလိမ့်မယ်နော်ဒီကာလမှာဗာတိထားမှလည်းတော့ရေချိုးမှသိထားမယ်ဓာလက်နှက်တွေနဲ့နော်ခန္ဓာကိုယ်မှာထိခိုက်မိတာတွေတော့ဖြစ်လိမ့်ရှိတယ်ဒါသတိထားမယ်ချက်ပါပဲဒါကြောင့်ကိုယ့်ရဲ့ယုံကြည်ချက်ကိုခိုင်ခိုင်မာမာထားမယ်ဆိုလို့ရှိရင်အောင်မြင်ပါလိမ့်မယ် မိတ်ဆွေနော်အင်္ဂါသားသမီးတွေမိတ်တရာဒီကာလကတည်းကမတ်လ22ရက်နေ့ကနေပြီးတော့ဧပြီလ23ရက်နေ့အတွင်းမှာဒါအင်္ဂါသားသမီးကံကောင်းမဲ့ကာလဖြစ်တယ်စီဝိုင်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတည်ဆောက်တင်လို့ရတယ်ကိုလှုပ်ချင်တဲ့ဟာတခုကိုယူယူမိုက်မိုက်လုပ်လိုက်ပါအောင်မြင်ပါလိမ့်မယ်ဆက်တူ share တွေ အကျိုးပေးပါလိမ့်မယ်နိုင်ငံရေးချားတွားကျင်တဲ့သူတွေနိုင်ငံချောက်ကိုထွက်လို့ရတဲ့ကာလလည်းဖြစ်တယ်တော့ဒီကာလမှာအင်္ဂါတော်သမီးတွေရေရရာအနေနဲ့ကတော့ဖះမှာရက်ပေါ့နော်ရက်လှူပေးပါဒါမှမဟုတ်တန်ဃာတော်တွေကိုရက်လှူပေးပါနော် ဲ့တော့နောက်တစ်ခုကအင်အားတားသမီးတွေတဆူတို့မဆန်ပါနဲ့အတီကာလာထဲမှာနော်ယူမမဲ့တော့လုလို့ရတယ်တဆူတို့မဆန်ပါနဲ့ဆိုလိုတဲ့သဘောကအကျိုးမရှိတဲ့ကိစ္စတွေမှာတဆူတို့မဆန်ပါနဲ့နော်လူကြီးတွေရဲ့ဒီနိုင်တိုင်နေပြီးတော့မှလုံမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မြန်မြန်ဆန်ဆန်အောင်မြင်ပါလိမ့်မယ်။တင့်ကိုကုညီမဲ့ဆောင်းဆောင်မဲ့ပုပ်ကိုအကြီးကြီးတွေရလဲအစင်သေးရှိနေပြီးသားပါ။ဒါကြောင့်တင့်အနေနဲ့လုံမယ်ဆိုလို့ရှိရင် ကိုလုံးမဲ့အလုပ်တစ်ခုပေါ့ကိုတည်တည်ချာချာစနစ်တကျနဲ့ယူယူမှန်မှန်လုပ်ပါအင်္ဂါတာမီတွေအားလုံးပဲကံကောင်းကြပါစေလို့